မရိကန်အစိုးရကသတ်မှတ်ထားတဲ့ငင်းချင်းရေးဆိုပြချက်လက်ခံမှုသမ္မတထရန်ရဲ့အစိုးရအရာရှိတွေကယူကရိန်းကိုဖိအားပေးနေတယ်လို့နယူးယောက်တိုင်းသတင်းမှာ ဖော်ပြထားပါတယ်။အဲ့ဒီဆိုပြချက်မှာစစ်ပွဲအတွင်းရုရှားကသိမ်းယူရရှိထားတဲ့နယ်မြေအလုံးရုရှားကိုပေးမှာဖြစ်ကယူကရိန်းအစိုးရဟာရှင်းလင်းပြတ်သားခြင်းရှိတဲ့လုံခြုံရေးအာမခံချက်သာရရှိမှာဖြစ်ပါလေ။ရုရှားအတွက်တော့တစ်ဖက်ဆောင်းရင်းကြီးရရှိထားတဲ့အနေထားမှာ ထရန့်အစိုးရရဲ့ငင်းချင်းရေးဆိုပြချက်မှာယူကရိန်းအနေနဲ့နေတိုးကိုဘယ်တော့ခါမှမပူးပေါင်းဖို့တောင်းမြစ်ထားသလိုပထမဆုံးကတော့နှစ်20အတွင်းမပူးပေါင်းအောင်ဆိုပေမဲ့အခုခါရှားတပ်ပံလို့သဘောထားဖြစ်နေပါလေဒါအပြင်2014အတွင်းခရိုင်းမီးယားဒေသကိုရုရှားတို့သိမ်းယူခဲ့ခြင်းကိုအတိအမှတ်ပြုရမယ်ဆိုတဲ့အချက်ပါနေပါလေအမေရိကန်စိုးရရဲ့ဒီကလန်ချက်ကိုယူကရိန်းသမ္မတဆီလန်စကီကပယ်ချထားပါလေဒီအချက်တွေနဲ့ပတ်သက်ရင် ဆွေးနွေးစရာမရှိပါဘူး။ဒါဟာကျွန်တော်တို့ယူကရိန်းဖွဲ့စည်းပုံခြေခံဥပဒေကိုချိုးဖောက်နေပါလေ။ခရမ်မီးယားဟာယူကရိန်းနဲ့မြန်မာလူဇလန်စကီးကပြောပါလေ။သမ္မတထရန့်ကတော့ဇလန်စကီးဟာအလားအလာကောင်းတဲ့ငင်းချင်းရေးစီစဉ်ကိုလက်မခံပဲတိုက်ပွဲကိုဆက်လက်ရှေ့ကြောင်းလုပ်နေတယ်လို့ဝေဖန်ထားပါလေ။ယူကရိန်းအတွက်စီရင်နဲ့စီးပွားရေးကူညီတွေပိုပေးဖို့ပြီးခဲ့တဲ့သတင်းပတ်တွင်ခရီးပြူထားတဲ့ဥရောပမဟာမိတ်တွေကသမ္မတထရန့်ဟာ ရုရှားယူကရိန်းပြဿနာမှာယူကရိန်းကိုဖိအားဖယ်ထားပြီးရုရှားနဲ့ဆက်ဆံရေးကိုပုံမှန်ဖြစ်စေဖို့နီလန်းရှောင်ဖွင့်နေတယ်လို့ဆွဆွဲထားပါတယ်။ထရန့်နဲ့သူ့ရဲ့ထိတ်တန်းကြံပေးတွေဟာရုရှားပေါ်ပိတ်ဆို့အရေးယူမှုကိုရုပ်သိမ်းဖို့ရုရှားသမ္မတပူတင်နဲ့စွန့်ရင်နဲ့တပ်ထုတွင်ဆိုင်ရာသဘောတူညီချက်ချုပ်ဆိုဖို့အလားအလာစွန့်နေပြီလို့လည်းပြောထားပါတယ်။အမေရိကန်ဟာငြိမ်းချမ်းရေးအဆိုပြုချက် စာသားကိုမထုတ်ပြန်ပေမဲ့လည်း ဒီအဆိုပြုချက်ကိုမြင်တွေ့ခဲ့ရတဲ့ဥရောပအရာရှိတွေကရက်ကန်ဟာခရိုင်းမီးယားပူတင်ကတရားမဝင်သိမ်းပိုက်ထားတာကိုအတိအမှတ်ပြုလိုက်မယ်ဆိုပါတယ်ခရိုင်းမီးယားကျွန်းဆွေဟာဂျာစုနှစ်ပေါင်းများစွာရုရှားရဲ့ဒေသဖြစ်ခဲ့ပေမဲ့လွန်ခဲ့တဲ့1990နီးပါးကဆိုဗီယက်ခေါင်းဆောင်ကြီးနီကီတာခရူရှက်ကယူကရိန်းကိုလွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ် နှလုံးစင်မှာတော့ရုရှားကျူးကျော်စစ်အဆုံးသတ်ဖို့ယူကရိန်းနဲ့နောက်နိုင်ငံတွေကဝန်ကြီးအဆင့်အောက်နှိမ့်ချထားတဲ့လန်ဒန်အစည်းအဝေးခေါ်ယူဆွေးနွေးနေတယ်လို့သိရပါတယ်။ဒါပေမဲ့ခုအစည်းအဝေးကို American PR ပေးမှုတွေကြောင့်နိုင်ငံခြားရေးဝန်ကြီးအများစုကတက်ရောက်ခြင်းမရှိလို့အောင်မြင်ဖို့ခွင့်လန်တော့နေပါလေ။ဘာဆုံးဖြတ်ချက်မှလည်းချမှတ်နိုင်ခြင်းရှိမှာမဟုတ်ပါဘူး။ဖြစ်တဲ့ယူကရိန်း၊ဖြစ်တဲ့ဂျာမနီမှာနိုင်ငံခြားရေးဝန်ကြီးတွေကဒီအစည်းအဝေးမတက်ဘူးဆိုလို့ မေဂန်နိုင်ငံခြားရေးဝန်ကြီးမာကိုရိုဘီယိုကလည်းသူ့ရဲ့လမ်းရန်ခီးစဉ်ဖျက်သိမ်းခဲ့ရပါတယ်ယူကရိန်းအနေနဲ့အရင်လိုခက်ခဲကြက်တဲတဲ့အနေအထားပြောင်းအောင်သွားမဲ့ရေအတွက်မာကိုရိုဘီယိုကဆိုရင်ကြောင့်ဥရောပရာရှိတွေကပြောပါတယ်ဘာပြောပြောဒီစည်းဝေးဟာရီမန်းချက်ပြည့်မီပုံမဖြစ်နိုင်ဘူးလို့ဥရောပကကောက်ချက်ချပါတယ်ရုရှားယူကရိန်းပြစ်ခတ်ရေးစေးသဘောတူညီချက်ရဖို့တိုးတက်မှုမရှိဘူးဆိုရင်စိုးနေမှုတွေထဲမှာ ဝါရှင်တန်ဟာကြောခိုင်းသွားနိုင်တယ်လို့အမေရိကန်သမ္မတထရန့်ကသတိပေးထားပေမဲ့အခုလန်ဒန်စီးပွားကိုတော့ဝန်ကြီးစင်အောင်နှိတ်ချပြီးခေါ်ယူကျင်းပခဲ့တာဖြစ်ပါလေမော်စကိုနဲ့ကီးဗီရဲ့၃နှစ်ကြာပြည်ပကအဆုံးသတ်နိုင်ဖို့ဒီသတင်းပတ်ထဲသဘောတူညီချက်ရမယ်လို့မျှော်လင့်ကြောင်းထရန့်ကပြောထားတာဖြစ်ပါလေ